အရန်လှတဲ့ရေကန်တွေရဲ့အမှောင်ပဲချမ်းမင်္ဂလာပါအမှန်မြန်မာကပြန်လဲကြိုဆိုလိုက်ပါရီရေကန်တွေကအရန်လှပေမဲ့တင်လောဝထင်မှတ်ထားတဲ့အမှောင်ပဲချမ်းတွေရှိနေနိုင်ပါရီအဲ့ဒီရေကန်တွေကတခုကတော့လာနီယာရေကန်ပဲဖြစ်ပါရီဒီရေကန်ဟာ1950ပြည့်နှစ်လွန်နေတုန်းကမြောက်ဂျော်ဂျီယာပြည်နယ်မှာအမေရိကန်စစ်တပ်အင်ဂျင်နီယာတပ်ဖွဲ့ကလူလုံရေလောင်းကန်တစ်ခုဖြစ်ကုန်မှာဖန်နေခဲ့တာပါဒီစီမံကိန်းကြောင့်ပဲအော်စကာဖဲလိုမျိုးဒေတာတွေကရှာနေချီတဲ့မိသားစုတွေအများစုကတော့ လူမဲတောင်သူလယ်သမားတွေဟာသူတို့ရဲ့မြေဩစာကောင်းတဲ့လေယာမြေတွေကိုရေလွှမ်းမှုခံရပြီးတော့နေရာရှိပြောင်းခံခဲ့ရပါတယ်။ရေကန်ကိုဖန်တီးခဲ့တဲ့တော့ကအော်စကာဖိန်မျိုးလေးတွေကိုရေလွှမ်းမှုခဲ့တာကြောင့်မျိုးငယ်လေးဟာလည်းဒီနေ့ထိကိုမှရေရောက်ထဲမှာပဲရှိနေဆဲဖြစ်ပါတယ်။ဒီထဲမှာအိမ်တွေဖျားချောင်း6ခုနဲ့တုတ်တန်20လောက်ပါဝင်ပါတယ်။တင်ညာအချို့ကိုနောက်ပိုင်းမှာနေရာရှိပြောင်းခဲ့ပေမဲ့လို့စစ်တဲအင်ဂျင်နီယာတပ်ဖွဲ့ကတော့အချို့ကိုခြံထားခဲ့ကြောင်းလည်းဝန်ခံထားပြီးယာနဲ့ကြီးတဲ့ရုပ်လောင်းတွေဟာရေရောက်မှရှိနေဆဲပါပဲ။ဒါဟာရေကန်ကိုတည်ရဲ6တယ်လို့လူအများကယူဆရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ ဒီရေကန်ဟာထူးဆန်းတဲ့ပုံရိပ်တွေမကြာခဏဆိုသလိုမြင်တွေ့ရတာရှင်းပြမရတဲ့မတော်တဆတွေခြေတွေကမရှိတဲ့အတားအဆီးတွေကိုတိုက်မိတာတွေလည်းအမြဲကုန်မှာဖြစ်လေရှိပါတယ်။အသက်ရှင်ကျန်ရတဲ့သူတွေကတော့မမြင်ရတဲ့လက်တွေကဆွဲခေါ်ပြီးတော့ရေရောက်ထဲကိုဆွဲချခံနေရတယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒေသခံတွေကတော့ကယ်ဆယ်ရေးဝန်ထမ်းတွေကလူတွေဟာရေထဲကိုဆင်းသွားပြီးတော့ရေပေါ်ကိုပြန်တက်မလာတော့တာမျိုးတွေမကြာခဏကိုမှဖြစ်ပွားတက်ပြီးတော့ရေကန်ကလူတွေကိုမျိုးချလိုက်တယ်လို့ခန့်စားရတယ်လို့လည်းပြောဆိုကြပါတယ်။လာနီယာရေကန်မှာတည်ဆုံမှုနှုန်းဟာလည်းပုံမှန်မဟုတ်ပဲမြင်ပါပါတယ်။ ူ့ရဲ့တမိုင်းတလျှောက်တည်ဆုံးသူ900ကျော်ရှိခဲ့ပါသည်။လာနီယာရေကန်နဲ့အရွယ်စားတူတဲ့တခြားသောရေကန်တွေမှာတော့ဒီလောက်အသေးပြောက်တာမှမဟုတ်ရင်မတော်တဆမှုဆိုတာမရှိဘူးလို့သိရပါသည်။1994ခုနှစ်ကနေပြီးတော့2020ပြည့်နှစ်အောက်တိုဘာလအထိကိုပဲကြီးရမယ်ဆိုရင်တော့ရင်းနှစ်တည်ဆုံးမှုတမမဟုတ်ရင်လိမတော်တဆမှုကြောင့်မှတ်တမ်းတင်ထားတဲ့တည်ဆုံးသူဟာ203ဦးလောက်ကိုမှရှိခဲ့တာပါ။လူဝတ်စမ်းကျပျောက်ဆုံးမှုနဲ့တည်ဆုံးမှုတွေလည်းရှိပါသည်။2015ခုနှစ်မှာ Kelly Nash ကရေကန်နာကသူ့ဝင်ကားနေကိုပျောက်ဆုံးသွားခဲ့ပြီးတော့တလားကြာမှာတော့ La Nina ရေကန်မှာ ခေါင်းမှာတနက်တန်ရာနဲ့တွေ့ရှိရခဲ့ပေမဲ့သူ့ရဲ့တေဆုံးရခြင်းအကြောင်းအရာကတော့ရင်းနှစ်တေဆုံးတာလည်းဖြစ်ပါသည်တနက်နေ့ပြစ်ခံရပြီးတော့ရေထဲကျသွားတာလို့ယူဆကြပေမဲ့လို့သူဟာလည်းတနက်နေ့အပြစ်မခံရခင်ကတည်းကရှင်းနစ်ပြီးတော့တိတ်ပြီးသားလို့ရင်ခွဲစစ်ဆေးမှုတွေရတည်ရပါရင်ရေထဲကလူကိုဘသူကများတနက်နေ့ထပ်ပြစ်လဲဆိုတာကတော့ဒီနေ့ထိကိုမှအပြစ်မပေါ်သေးတဲ့ဗဟေတီတစ်ခုပါ2012ခုနှစ်ကတော့ဟန်နာ True Love ဟာလည်းရေကန်နာကတိုက်ခိုင်းဝင်တစ်ခုကနေပျောက်ဆုံးသွားခဲ့ပြီးတော့နောက်နေ့မနက်မှာတော့ချောင်းတစ်ခုမှဓာတ်ထန်ရအများပြားနဲ့တေဆုံးလျက်ကိုတွေ့ရှိခဲ့ရတာပါ သူမဟာလည်းအရင်ကတည်းကနောက်ရောက်ခံလိုက်သူတို့အကြောင်း Twitter မှာရေးခဲ့ပူပါရီ2023ခုနှစ်မှာလည်း Gabriel ရဲ့ Alexander Yan ဟာလည်းစိတ်ခံတကားကနေကိုချော်ကြပြီးတော့ရင်းနှစ်သေဆုံးခဲ့ပြီးအကာမာတီနက်စ်ကတော့ရေခဲကိုခုန်ချပြီးတော့တဲ့နောက်လျှက်စစ်ရှော့ဖြစ်ပြီးတော့သေဆုံးခဲ့ရပါတယ်1964ခုနှစ်ခရစ်စမတ်နေ့မှာဖြစ်ပွားခဲ့တဲ့ Brown နဲ့ Roger မိသားစုတွေရဲ့ဖြစ်ရပ်ကတော့လာနီယာရေကန်သမိုင်းမှာအသေးအပြောက်များဆုံးနေပါပြီ။လူကြီးလေးဦးနဲ့ကလေးခုနှစ်ဦးပါဝင်တဲ့ကားတစ်စင်းဟာတရားပေါ်ကနေရေကန်ထဲကိုထိုးချသွားခဲ့ပြီးတော့ခုနှစ်ဦးတေဆုံးသွားခဲ့ရပါပြီ။ အချို့ကတော့တည်ဆုံးမှုတော့မြင်မာတာကိုရေကန်ကိုလာရောက်လဲပတ်သူများလို့ဆိုပြီးတော့သတ်မှတ်ကြပါရင်2019ခုနှစ်မှာလာရောက်လဲပတ်သူ12တန်းထိကိုမှရှိခဲ့ပါရင်ဒါပေမဲ့လို့တချို့ကတော့တဘာဝလွန်ဖြစ်ရတွေပါဝင်နေတယ်လို့ယုံကြည်ကြပြီးတော့ဒါကိုဆွဲဆောင်မှုရှိတဲ့ရေပြင်အောက်မှာဖုံးကွယ်ထားတဲ့မှောင်မိုက်တဲ့ငရဲလိုမျိုးနေရာတစ်ခုဆိုပြီးတော့လဲတုံ့တဲကြပါရင်ဘလို့မျိုးရှင်းပြချက်ပဲရှိပါစေလာနီယာရေကန်ဟာလဲအမေရိကန်ပြည်ထောင်စုမှာတရဲ၆ဆောင်ရေကန်ဖြစ်သူရဲ့ဂုံတရင်ကိုဆက်လက်ထိန်းသိမ်းထားဆဲလဲဖြစ်ပါရင် မိတ်ဆွေတို့ကရောဒီရေကန်နဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်တယ်လဲ comment လေးပါဆွေးနွေးပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်